ီတင်ငန်းစာကတော့ဇာတိတာနဲ့ပြည်သူနေတီဆိုတဲ့ဘာသာရက်ကတင်ငန်းစာ၄အများကျိုးဆောင် ကိုကျိုးအောင်ဆိုတဲ့တင်ငန်းစာလေးနော်ဒီသင်ခန်းစာလေးမှာတီချေကအများကောင်းကျိုးကိုတဲဖို့ဆောင်ရွက်တတ်ဖို့နဲ့အများကောင်းကျိုးတဲဖို့ဆောင်ရွက်တတ်တဲ့သူတွေရဲ့လှုပ်ဆောင်ချက်တွေကို သိရှိသွားအောင်လို့သင်ကြားပေးမယ်နော်။ ကဲဒီချက်ကဖွားအုံးရဲ့ဆန်ဆိုင်ဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြမယ်ကျွန်တော်တို့ရွာမှာတဲ့ဖွားအုံးလို့ခေါ်တဲ့အဖွားတယောက်ရှိတယ်တဲ့သူ့လယ်ရလေထွက်တဲ့စပားတွေကိုတခြားလယ်သမားတွေကဲတော့ကုံတယ်တွေကိုသူကရောင်းချခြင်းမပြုဘူးတဲ့ဖွားအုံးမှာ တစ္ဆာအမည်ရှိတဲ့ဆန်ဆက်ကလေးတစ်လုံးရှိတယ်။လက်ထွက်စပါအားလုံးကိုအဆက်မပြတ်ကြိတ်ခွဲပြီးတော့ရွာမှာရှိတဲ့လက်လုံလက်စာငွေကြီးချိုးတဲ့တဲ့သူတွေအားလုံးကိုဈေးနှုန်းသက်သာစွာနဲ့ဆန်ရောင်းချပေးတယ်။တချို့ကုံတဲ့တွေကဖွားအုံးရဲ့ဆန်ဆိုင်ကဆန်နေဖို့အများကြီးဝယ်ယူပြီးတော့အမျက်ကြီးစားပြီးတော့ပြန်ပြီးတော့ရောင်းချခြင်းပင်မဲ့သူတို့စိတ်ကျဉ်နှံ့အောင်လို့ဖွားအုံးကအနှဲငယ်ပဲရောင်းချပေးတယ် ပြီးလို့ရှိရင်လက်လုံလက်စာငွေကြေးချိုးတဲ့သူတွေကိုကြတော့တဘူးဖြစ်စေနှစ်ဘူးဖြစ်စေသူတို့တတ်နိုင်သလားဝယ်ယူခြင်းကိုစိတ်ရှင်လက်ရှင်နဲ့ခွာအောင်ကရောင်းချပေးတယ်တဲ့ အဲ့ဒါကြောင့်ရွာမှာရှိတဲ့လက်လုံလက်စားငွေကြေးချိုးတဲ့တဲ့သူတွေသာမကအနီးနားရွာတွေကလည်းဖွားအောင်ရဲ့ဆန်ဆိုင်လေးကိုအားကိုအားထားပြုနေရတယ်တဲ့ရဲရွာလူကြီးတွေကလည်းရွာသူရွာသားတွေအလွယ်တကူဆန်ဝဲယူစားတောက်နိုင်လို့ဖွားအောင်ကိုကျေးဇူးတွေတင်ကြတယ်အခုအခါမှာဖွားအောင်မရှိတော့ပေမဲ့သူ့ရဲ့အများအကျိုးအတွက်စေတနာထားပြီးတော့ဆောင်ရွက်ချက်ကို ရွာထဲမှာ အခုအချိန်ထိ ပြောစမှတ်ပြုနေကြတယ် ကဲဖွားအုပ်ရဲ့ဆန်ဆိုင် ဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြပေးပြီဆိုတော့တားလို့သမီးတို့ရဲ့ပတ်ဝန်းကျင်မှာဩဖွားအုပ်လိုမျိုးအများအကျိုးဆောင်ရွက်တတ်တဲ့သူတွေရှိလားပြီးတော့တားလို့သမီးတို့သိတဲ့အများအကျိုးပြုလုပ်ငန်းတွေဟာဘာတွေရှိလဲဆိုတာကိုစဉ်းစားကြည့်ကြနော်အများကောင်းကျိုးဆောင်ရွက်တယ်ဆိုတာကမိမိပတ်ဝန်းကျင်မှာရှိတဲ့အမှန်တကယ်လိုအပ်နေတဲ့သူတွေကိုအဆင်ပြေအောင်လို့တတ်နိုင်သမျှကူညီပေးတာကိုပြောတာနော် ဒါဆိုဒီချင်းနဲ့နောက်စာတင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ဒီစာသင်ချိန်လေးမှာတော့တီချဲကအများကောင်းကျိုးတဲဘူးဆောင်ရွက်ခြင်းကအရေးကြီးတယ်ဆိုတဲ့အကြောင်းကို အများအကျိုးဆောင် ကိုကျိုးအောင်ဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြရင်းနဲ့သင်ကြားပေးသွားမယ်နော် ူသူတို့အကြောင်းရှိမှာတဲ့အလွန်ကြီးမားတဲ့ကုတ်ကိုပင်ကြီးတပင်ရှိတယ်တဲ့အဲ့ဒီကုတ်ကိုပင်ကြီးရတဲ့ရွာလမ်းမနဲ့ကဲ့ရဲ့၃ဧကကျဲဝန်းနဲ့ကျောင်းဝင်းအတွင်းမှာတည်ရှိတယ်တဲ့ကာယချိန်မှာတဲ့ဆရာမဒေါ်သစင်အေးရသူသူတို့ကိုအဲ့ဒီကုတ်ကိုပင်ကြီးရဲ့အရေးအောက်ကိုခေါ်သွားပြီးတော့ကာယလေ့ကျင့်ခန်းတွေကိုပြုလုပ်စေတယ်တဲ့ လေးကျင်ကန်းနဲ့ပြုတ်လုပြီးတဲ့နောက်မှာကုတ်ကုပင်ကြီးရဲ့အရေးအောက်မှာ အပန်းဖြေပြီးတော့ရေချမ်းစင်ကနေတောက်ရေကိုတောက်သုံးကြရတယ်တဲ့အဲ့ဒီမှာ ကောင်းဆက်ဆိုတဲ့ကလေးတယောက်ကပြောတယ်တဲ့ဆရာမဒီကုတ်ကုပင်ကြီးကိုဘသူကဆိုက်ခဲ့တာလဲမသိဘူးနော်အရေးကောင်းလိုက်တာလို့ပြောတယ်တဲ့ ။အဲဒီခါဆရာမကနေပြီးတော့ပြန်ဖြေတယ်။ဒီကုတ်ကိုပင်ကြီးဟိုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ပါတဲ့ဆရာမတို့ရွာအလဲပိုင်းမှာရှိတဲ့အဖွားပူရဲ့အဖေအဘမောင်ကစိုက်ခဲ့တယ်လို့သိရတယ်တဲ့။ နှစ်ပင်ဆိုင်ခဲ့တာတဲ့တပင်ကတော့ကျောင်းဆောင်အသစ်ဆောက်တော့မလွတ်လို့ခုတ်ပြစ်လိုက်ရတယ်တဲ့ဟိုဘက်ကကိုထူကိုထကျောင်းဆောင်နဲ့စာရေးခုံတွေအားလုံးကအဲ့ဒီအပင်ကရတဲ့တစ်တင်နဲ့ပြုတ်လောက်ထားတာလို့ပြန်ပြောတယ်တဲ့အဲ့ဒီမှာလှမောင်ဆိုတဲ့ကလေးရကြတော့ဒါတို့ဖေဖေပြောတာကတော့သူတို့ငငယ်တုန်းကစာတက်မြောက်ရင်အာသုံးလုံးတင်နှန်းရှိစဉ်ကလည်းဒီကုတ်ကိုပင်ကြီးရဲ့အောက်မှာပဲစာသင်ပေးခဲ့တယ်တဲ့နောက်တစ်ပင်သာရှိမယ်ဆိုရင်တော်တော်ကောင်းမှာပဲနော်ဆရာမ လို့ပြောတယ်တဲ့အော်ရွှေစင်ဆိုတဲ့ကလေးလေးရောပဲရွာတောင်ပိုင်းကတဲ့အဖမောင်ရဲ့မြီးအဖွားဘူးရဲ့သားတဲ့ရှင်ပြုတ်အလှတော်ကဆိုလို့ရှိရင်ဒီကောက်ကိုပင်ကြီးရဲ့အောက်မှာပဲမန်းတက်ထိုးပြီးလှုပ်ခဲ့တယ်လေအရေးကောင်းတော့အလှလာတဲ့ပြိတက်တွေရော မောင်ရင်လောင်းတွေရောအဆင်ပြေအောင်လို့ဆိုပြီးတော့လှုပ်ခဲ့တာလို့ပြောတယ်တဲ့အဲ့ဒီမှာတူတူကရက်ရွာထဲမှာအရေးကြီးတဲ့အစည်းအဝေးတွေဆိုလို့ရှိရင်လေဒီမှာပဲလှုပ်တာပေါ့လို့ပြောတယ် ကဲကိုထိုက်ဆိုတဲ့ကလေးကတော့ဒီကုတ်ကူပင်ကြီးကတော်တော်အသုံးဝင်တာပဲเนาะဆီယာမလို့ပြောတယ်တဲ့အဲ့ဒီခါဆီယာမကဟုတ်တယ်ကလေးတို့ရဲ့လမ်းသွားလမ်းလာတွေအားလုံးလည်းဒီအပင်ကြီးရဲ့အောက်မှာနားပြီးတော့ရေတောက်အမောဖြေပြီးမှလိုရာခရီးတွေကိုဆက်ကြတယ်ပြီးခဲ့တဲ့လတုန်းကလည်းအရန်မီးသက်တင်တန်းတွေကိုဒီကုတ်ကူပင်ကြီးရဲ့အောက်မှာပဲဖြွင့်ခဲ့တယ်လို့ပြန်ပြောတယ် အဲ့ဒီမှာဟန်နီဆိုတဲ့ကလေးကလည်းတစ်ပင်ဆိုင်ခဲ့တဲ့အဲ့ဒီဘဘကြီးကတော်တော်ကုသိုလ်ရမှာမဲနော်ဆရာမသူသာအခုရှိနေလို့ရှိရင်သူစိုက်ထားတဲ့အပင်ကအခုလို လူအများကိုကောင်းကျိုးပြုနေတာကိုတွေ့ရင်သူဘလောက်တောင်ပျော်မလဲမသိဘူးနော်လို့ပြောတယ် အဲ့ဒီခါဆရာမကဟုတ်တာပေါ့သူများအတွက်ကောင်းကျိုးပြုတဲ့သူကအများကလည်းသူ့ရဲ့ကောင်းကျိုးပြန်ပြီးတော့အတိမတ်ပြုတဲ့အတွက်သူကိုယ်တိုင်လည်းကောင်းကျိုးတွေရတာပေါ့ကဲဆရာမတို့ကြောင်းမှာတက်နေတဲ့အဖွားပုရဲ့မြီးတွေကလည်းအေးချမ်းစွာပညာသင်ကြားရတယ်ဒါကြောင့်မို့လို့အများအကျိုးဆောင်ကိုအကျိုးအောင်ဆိုတဲ့စကားပုံရှိတာပေါ့ကဲခလေးတို့လည်းအများအကျိုးဆောင်နိုင်တဲ့သူတွေဖြစ်အောင်လို့စူးစမ်းကြပါကဲဒါဆိုအခုအ အတန်းထဲကိုပြန်ချရအောင်လို့ဆရာမပြောတဲ့အခါမှာကလေးတွေအားလုံးက ဟုတ်ကဲ့ပါဆရာမဆိုပြီးတော့ပြန်ပြောလိုက်တယ်တဲ့ကဲသင်ခန်းစာလေးကိုဖတ်ပြပြီးပြီဆိုတော့အများအကျိုးပြုလုပ်ငန်းဆောင်ရွက်တဲ့သူတွေရဲ့စိတ်ဓာတ်ကမုံမြတ်တယ်ဆိုတာကိုသိရှိသွားကြပြီနော်အများကျိုးဆောင်ရွက်ခြင်းကြောင့်လူများတွက်ကောင်းကျိုးတွေရရှိမယ်။အများကောင်းကျိုးရရှိသွားတယ်ဆိုတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလည်းအောင်မြင်တယ်လို့ပြောပါမယ်။ အဲ့ဒါကြောင့်အများအကျိုးဆောင်ကိုကျိုးအောင်လို့ပြောကြတာနောက်ပြီးတော့အများအကျိုးဆောင်ကိုကျိုးအောင်ဆိုတာကအចောင်းကောင်စီရဲ့ဆောင်းပုတ်တစ်ခုလည်းဖြစ်တယ်เนาะဒါဆိုဒီချင်းနဲ့နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ပါမယ်